အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ မဲအောင်လှရပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့သည့်စစ်လော်ဘီဇော်ဘုံဝင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်းခုမှုလက်နက်မှုနိုင်စင်မဲ့ကောင်ရောက်ဝင်မှုများဖြင့်စစ်ကောင်စီတပ်ကပြန်ဖမ်းလို့သိရပါတယ်။မဲအောင်လှရပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့သည့်စစ်လော်ဘီဇော်ဘုံဝင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်းခုမှုလက်နက်မှုနိုင်စင်မဲ့ကောင်ရောက်ဝင်မှုများဖြင့်စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြည်ဦးလွင်ရဲအတန်းဝိုင်းကပြောဆိုပါတယ်။ဇွန်လ2ရက်နေ့မွန်းလွဲ့တနအိုင်ကျော်ချင်း ်ပြုံးလွင်လွင်နေထိုင်သောစစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းမရောက်နိုင်ပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့သည့်အတွက်ရန်ကုန်တိုင်းဒဂုံမြို့တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်ပအမှတ်358မြန်းဆောင်2025စစ်တွေ၏ပုံမှ66ကားကြီးဖြင့်မဘာသာနှင့်စစ်တပ်ထောက်ခံသူဒေါ်မုံမိုးခိုင်ကမေလ9ရက်နေ့တွင်အမှုဖွင့်ခဲ့ကြောင်း ဇဘုံဟင်းက၎င်း၏ Telegram Channel တွင်စစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းထို့ကြောင့်ဇွန်လ2ရက်နေ့တွင်စစ်တပ်ကဇဘုံဟင်းကိုဖမ်းဆီးသွားခဲ့ကြောင်းသိရပါသည်။ဖမ်းသွားတာကတော့သေချာတယ်။ညှိနှိုင်းပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူး။ဒါပေမဲ့ဒီတစ်ခေါက်တော့ညှိနှိုင်းပြီးထွက်ဖို့တော့ခက်မယ်ထင်တယ်။သူကိုဆွဲထားတာကအမှုတွေများတယ်လို့သိရတယ်ဟုရဲတရင်ရင်းမြစ်ကပြောဆိုပါတယ်။ရန်ကုန်ခြေစိုက်မဘာသာတိုင်းဝိုင်းကမူဇော်ဘုံဟင်းကိုစစ်သွေးဥပဒေတင့်မောင်းခုမူ လက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့်အမှုတပ်ဖမ်းဆီးထားသည်ဟုသိရှိရပြီး၎င်းကို ပြန်လွှတ်ပေးရေးမဘာသာဥဆောင်သူချို့ကစစ်တပ်နဲ့ညှိနှိုင်းနေကြောင်းပြောဆိုနေကြပါတယ်။ဖမ်းဆီးမခံရခင်ဇော်ဘုံဟင်းကစစ်လော်ဘီများဖြစ်ကြသည့်တော်ဆိုဦးတစဉ်ဦးတို့နဲ့မုံရွာမြို့အနောက်မြောက်နယ်စစ်ဌာနချို့အပအဝင်စကိုင်းနဲ့မန္တလေးတို့တွားရောက်ခဲ့ကြောင်းသိရှိရပါတယ်။မရရာတွင်စိတ်ကြမ်းမာရေးချို့တဲ့သူစစ်ဆောင်အမျိုးသမီးတူဦးကိုစစ်အုပ်စုကမရင်ကျင့်ဆွန့်ပစ်ခဲ့ကြောင်းသိရပါတယ်။ မာလီတိုင်းမရယာမြို့နယ်အရှိချမ်းမှာစိတ်ကြမ်းမာရေးချုပ်တဲ့သူစစ်ပေးရှောင်အမျိုးသမီးတယောက်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရင်းကျင့်ဆွန့်ပစ်ထားခဲ့ကြောင်း Voice of Mandalay တာဝန်ရှိသူကပြောပါတယ်။မေလ31ရက်ညပိုင်းကမရယာမြို့နယ်ရွှေလောင်းချောင်းပောင်ပြီးအမှိုက်ပုံမှာအသက်30ကျော်အရွယ်အမျိုးသမီးတယောက်ကိုဝက်လက်စလစ်အနေထားနဲ့လဲနေကြောင်းဒေသခံတွေကတွေ့ရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါမျိုးသမီးဟာမရှိခဏရွာကစစ်ပေးရှောင်တယောက်ဖြစ်ပြီး တိုက်ပွဲအခြေအနေတွေကြားစစ်ဘေးတင်းရှောင်နေစဉ်အခုလိုကျူးလွန်ခံခဲ့ရတာဖြစ်ကြောင်းပင်ကိုစိတ်ကြမ်းပါရေးအားနေပြီးရှောက်သွားရကစစ်ကောင်စီစစ်တောင်းနဲ့တိုးချိန်အခုလိုဖြစ်ခဲ့ကြောင်းသိရပါဗါတယ်။သေတော့မသေဘူးနှိမ့်ဆက်ခံထားရတယ်လို့ပြောတယ်။အပေါ်ပိုင်းအင်ဂျီရဲ့အောက်ပိုင်းအတွင်းခံနယ်ပဲအမိုက်ပုံမှာပြတ်သွားတာပါ။ဖြစ်တဲ့နေရာကစစ်တပ်အထိုက်နယ်လဲနီးတယ်။စစ်ခွေးတွေမကြာခဏဝင်ထွက်နေကြပါ။ PDF ထိန်းချုပ်တဲ့နေရာမဟုတ်ဘူး။စကတောင်မှာကစကားစလက်နဲ့ကြီးထိုင်ရှိတယ်။ မရှိခဏဖျားနေတတော်နည်းတယ်ပြောရရင်အိမ်သားဆစ်ရှောင်းတဲ့သူတွေတာမအယက်သားအပြင်ပြူစောထီးတွေများတယ်လို့ Voice of Monday တာဝန်ရှိသူတယောက်ကပြောပါတယ်မန္တလေးတိုင်းမတရားမျိုးနယ်ကိုပြီးခဲ့တဲ့နှစ်ရှမ်းမန်းဆစ်စင်ရဲတွင် MDY PDF ဦးဆောင်တဲ့တော်လာရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ရင်းစစ်ကောင်စီစခန်းအများပြားကိုတင်ထားတာလည်းဖြစ်ပါတယ်လက်ရှိမှာလည်းမတရားမျိုးကိုလက်လွတ်ထားရတယ်လို့ဖြစ်နေတဲ့စစ်အုပ်စုတွေကလက်ကျန်အထိုင်စခန်းတွေကနေပြန်လည်ထိုးစစ်ဆင်နေတာကြောင့်မြို့အရှိချမ်းနဲ့အနောက်ချမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တဲ့ပွဲမှာကြာခဏဖြစ်ပွားနေပြီးစစ်ကြောင်းဝင်ပြီးရှို့တာလက်နက်ကြီးပစ်ခတ်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေနေ့စဉ်တိုင်းလိုလိုရှိနေတယ်လို့သိရပါဗျ။ကျွန်တော်တို့ Voice of Manly က2021အာနာသိန်းကာလစကရေက Scout လူငယ်တွေနဲ့စုဖွဲ့ပြီးအခက်အခဲတွေကြားထဲကရပ်တည်နေတာပါ။တရင်တွေဆက်ပြီးစုံစမ်းနိုင်ဖို့ဆိုင်ကယ်ပါဝင်လက်စစ်မြေခြေနေတွေအတွက် Battery O Icon Record Panzer တွေလိုနေပါလေ။ပြည်သူတွေထောက်ပံ့ပေးစေချင်ပါတယ်လို့လည်း Voice of Manly တာဝန်ရှိသူကပြောပါဗျ။ ပြည်ပရောက်တက်ကြွလှုပ်ရှားသူများ၏ကွန်ပျူစီများကိုဝယ်ယူအားပေးလျင်အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟုစစ်ကောင်စီကထင်ကြောင်းမှုတော်လှန်ရေးထောက်ပို့လမ်းကြောင်းဖျက်တောက်ပြန်ရည်ရွယ်တယ်လို့သိရပါတယ်။ပြည်ပတွင်ရောက်ရှိနေကြသည့်စစ်အာဏာရှင်စန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများ၏ကွန်ပျူစီများကိုဝယ်ယူအားပေးလျင်အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟုစစ်ကောင်စီကထင်ကြောင်းလာမှုမှာတော်လှန်ရေးထောက်ပို့လမ်းကြောင်းဖျက်တောက်ပြန်ရည်ရွယ်နေခြင်းဖြစ်ကြောင်းအမျိုးသားညွေရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကတုံ့တက်ပြောဆိုပါရတယ်။ ဒေါ်လာရိတ်ကိုထောက်ပို့လှူဒါန်းနေသည့်ဆိုတော့ချမ်းချမ်းပန်ဆယ်လိုကောက်ပန်ရှင်အိဘူးရွှေနရီအကောက်ပန်ရှင်တင်းတင်းတွင်အောင်တော်အကောက်ပန်ရှင်အောင်တော်ခိုင်စုလွင်အကောက်ပန်ရှင် DCS ဆီယမခိုင်စုလွင် BNH Fashion အကောက်ပန်ရှင်ထက်နီနီတန်တီချာချမ်းချမ်းအကောက်ပန်ရှင်ချမ်းမြတ်တော်စသည့်လူမှုကွန်ရက်အကောက်များဖြင့်ချိတ်ဆက်ခြင်း ်ရောင်းချသည့်ပစ္စည်းများအားဝယ်ယူခြင်း၊လက်ဆင့်ခံပြန်လည်ရောင်းချခြင်းနဲ့ထိုသို့ဆောင်ရွက်ရန်နီလန်းတစ်ခုခုဖြင့်ကူညီဆောင်ရွက်နေသူများကိုလည်းအကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်းစစ်ကောင်စီကယမနေ့ညပိုင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။အဓိကတော်လာရေးကိုနီလန်းပေါင်းစုံနဲ့ထောက်ကူနေတဲ့ပြည်သူလူထုရဲ့ထောက်ပံ့အင်အားကိုကြောက်ရွံ့တဲ့သဘောပေါ့နော်။အဲ့ဒီအတွက်ကြောင့်မို့ဒါကိုနီလန်းပေါင်းစုံနဲ့ဖျက်တော့ဖို့ကြိုးစားတယ်လို့ပဲမြင်ပါတယ်။ဒါပေမဲ့လည်းသူတို့ဘလောက်ပဲလို့လို့ပြည်သူလူထုကတော့ရတဲ့နီလန်းကိုရှာပြီးတော့တော်လာရေးကိုစိုက်ထုတ်နေမှာဖြစ်ပါတယ်။ထောက်ပံ့နေမှာဖြစ်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဒီတော်လိုင်းရေးကပြည်သူကနေစခဲ့တဲ့ပြည်သူစာနာတသားတဲ့ကိုက်ကြီးတဲ့တော်လိုင်းရေးဖြစ်တဲ့အတွက်ကြောင့်စစ်အာဏာရှင်ကဘလောက်ပဲတားဆီးဖို့ကြိုးစားနေပါစေပြည်သူကတော့နီလာရှာပြီးထောက်ပုံနေမှာဖြစ်ပါတယ်ဟုအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဥနေဘုံလက်ကပြောဆိုပါတယ်။အဆိုတော်ချမ်းချမ်းနဲ့ချိတ်ဆက်၍အွန်လိုင်းရောင်းချမှုများလုပ်ကင်ပေးနေသူနှစ်ဦးကိုစစ်ကောင်စီကဖမ်းဆီးရရှိထားကြောင်း အဆိုပါအွန်လိုင်းရောင်းချသူ2ဦးသည်အဆိုတော်ချမ်းချမ်းနဲ့ချိတ်ဆက်၍ပြည်ပမှနိုင်ငံခြားပစ္စည်းများကိုအခကျင်းဝင်ဖြင့်ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်းစစ်ကောင်စီကပြောပါတယ်။အဆိုတော်ချမ်းချမ်းက short me အမည်ဖြင့် Facebook page ကို2025ခုနှစ် February လတွင်စတင်ဖွင့်လှစ်ခဲ့ပြီးအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိဘဲနိုင်ငံခြားဖြစ်လက်ကမ်းအိတ်၊နိုင်ငံခပ်ပန်းနဲ့အင်ဂျီစာတို့အသုံးဆောင်ပစ္စည်းများအားအွန်လိုင်းမှတစ်ဆင့်ရောင်းချ၍ပြည်တွင်းသို့ပြန်သွင်းကာဖြန့်ဖြူးရောင်းချနေကြောင်းစစ်ကောင်စီကထုတ်ပြန်ပါသည်။စစ်ကောင်စီက ၎င်းတို့အလိုရှိနေသူများနဲ့ချိတ်ဆက်ခြင်း၊ကုန်ပစ္စည်းများဝယ်ယူခြင်း၊တဆင့်ခံပြန်လည်ရောင်းချခြင်းနဲ့ထိုတို့ဆောင်ရွက်နိုင်ရန်နီလန်တစ်ခုခုဖြင့်အားပေးကူညီနေသူများသည့်အကြမ်းဖက်မှုတပ်ဖြတ်ရေးဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်းစစ်ကောင်စီကချိန်ကြောက်ထုတ်ပြန်ကြေညာထားပါသည်။စီဆိုင်နယ်ပေါ့မဲမှာအပြစ်ရကြေညာထားသည့်စစ်ကောင်စီတပ်မှလက်နက်ကြီးများ၁၀ချိန်ထက်မနည်းရန်တမ်းပစ်ခတ်ကြောင်း PNLA ကပြောပါသည်။ရန်ပြည်နယ်တောင်ပိုင်းရှိစီဆိုင်မြို့နယ်နဲ့ မောက်မန်မြို့နယ်မှာအပြစ်ကာလအဖြစ်ကျင်းပထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေစေချင်းတဲ့မနေရန်တမ်းပစ်ခတ်ခဲ့တယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဒီနေ့ထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNO ပြည်သူစစ်ကဇွန်လ၁ရက်နေ့မှာစီဇန်မြို့နယ်နောင်ထော်ဒေသတွင်းနဲ့ဇွန်လ၂ရက်နေ့မှာမောက်မယ်မြို့နယ်ကဒူးကြီးဒေသရှိ PNLO ဌာနချုပ်ကိုဦးတည်ပြီးအမတ်ဒေသအတွင်းကိုတိုက်ပွဲမဖြစ်ပွားဘဲအကြောင်းမဲ့လက်နက်ကြီးနဲ့စေချင်းထက်မနေရန်တမ်းပစ်ခတ်ခဲ့တယ်လို့ PNLA ကပြောပါတယ်။ စစ်ကောင်စီအနေနဲ့အပြစ်ရဲ့ဆေးရည်ကိုဇွန်လ၁ရက်ကနေ30ရက်အထိတလတတန်းတိုးထားတယ်လို့ထုတ်ပြန်ကြေညာထားပြီးမြတ်စစ်ကောင်စီလက်အောက်ခံတိုင်းပြူဟာတွေနဲ့အပေါင်းပါလက်အောက်ခံ PNO ပြူစစ်ကလိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း PNLA ကပြောပါတယ်အပြစ်ရဲ့ကြေညာထားတဲ့အချမ်းမစစ်ကောင်စီဟာလက်တွေ့မှာတော့နိုင်ငံတော်လေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေနဲ့စစ်ကြောင်းထိုးတာတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်နေတာဖြစ်ပါတယ် thank you